မြန်မာ့ရေဒီယိုခရိုနီကယ်မတ်24မြင်တွင်စစ်ပွဲတွေပြင်းထန်ဆုံးဖြစ်ပွားနေချိန်နေပြည်တော်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတနင်္ဂနွေနေ့ပြားစစ်ပွဲဖမ်းဆီးတပ်ဖြတ်မှုလုံခြံတပ်ဖြတ်မှုဖောက်ခွဲမှုလေကြောင်းပုံးကျဲတိုက်ခတ်မှုနဲ့လူနေအိမ်တွေမီးရှို့ဖျက်ဆီးမှုတွေဖြစ်ပွားနေချိန်အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့နေပြည်တော်မှာရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုပုံဖော်ဖို့ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းကိုမတ်လ24ရက်နေ့မှစတင်ကား ၃ရက်တာကျင်းပတဲ့အကြောင်းသတင်းတွေဖော်ပြထားကြပါတယ်။ဒီဘက်မှာနေ့စဉ်မြန်မာနိုင်ငံဒေသအနှံ့ကြားကကြေးရွာတွေမြို့တွေကိုလေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်နေပြီးဒီဘက်မှာငင်းချင်းရေးဆွေးနွေးပွဲစကားဝိုင်းကျင်းပနေတာကရှေ့နောက်မညီတဲ့အဖြစ်သဘောထားမမှန်တာကိုဖော်ညွှန်းနေတာလည်းဖြစ်ပါလေ။ဒီငင်းချင်းရေးဆွေးနွေးပွဲစကားဝိုင်းကိုမြို့သားစီလုံးညီညွတ်ရေးနဲ့ငင်းချင်းရေးဖော်ဆောင်မှုကော်မတီ NSPNC တို့အမည်ပေးထားတဲ့စစ်ကောင်စီစိုးရောက်ဖွဲ့တွေကဒူဘိုဂျိုကြီးတွေဦးစီးတဲ့ကော်မတီကကမောက်ကထလုပ်ပြီးနေပြည်တော် MICC2 လို့ခေါ်တဲ့ ဆွေးနွေးပွဲတွေညီလာခံတွေကျင်းပတဲ့ခန်းမမှာကျင်းပတာဖြစ်ပါတယ်။ဒီဆောင်ဦးမှာရခိုင် NLD ဦးဆောင်တဲ့ဆိုရလက်ထက်က27ရာစုပင်လုံးငင်းချင်းညီလာခံတွေလည်းကျင်းပခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ရပ်ပိုင်းတွင်းမှာအထက်ကစစ်ကောင်စီဆိုရောက်ဖွဲ့တွေကဒုဗိုလ်ချုပ်ကြီးတွေဦးစီးတဲ့ NSBNC ရဲ့ရုံးကိုအဆိုပါ MICC2 မှာဆိုင်းဖို့တင်ခဲ့တာလည်းတွေ့ရပါတယ်။အတူကောက် NSBNC ဆိုတဲ့အမျိုးသားစီးလုံးညီညွတ်ရေးနဲ့ငင်းချင်းဖော်ဆောင်မှုကော်မတီဆိုတာအမှန်တကယ်တော့ စစ်တပ်ရဲ့တာဝန်ထမ်းဆောင်နေစေဗိုလ်ချုပ်တွေဥဆောင်ပြီးဖွဲ့စည်းထားတာဖြစ်လို့ရတ္တိချက်ကစစ်တပ်ဘက်ကတရားရဂိုင်လုံးရှိနေတာဖြစ်ပါလေဒီအဖွဲ့အနေနဲ့ဒိုင်းသာလနဲ့ဂိုင်တွေနဲ့အပြစ်ချက်ပို့တော်လကောင်းအခြားသောညီနိုင်ဆွေးနွေးမှုတွေမှာအာဏာသိမ်းအစီအစိုးရကိုစားရက်တည်ပြီးတွေ့ဆုံဆွေးနွေးကြတာဖြစ်ပါလေဒီနေထားကဒီကော်မတီကိုလွတ်လပ်တဲ့ကော်မတီအဖြစ်ဘယ်လိုမှယူဆလို့မရနိုင်တဲ့အချက်တွေဖြစ်ပါလေအခုလိုငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲတွေကျင်းပခြင်းဟာစစ်ကောင်စီအနေနဲ့လက်နက်ကိုင်တိုက်ခိုက်နေတဲ့ဖွဲ့စည်းတွေကိုလက်နက်ချဖို့ ရွေးကောက်ပွဲမှာပါဝင်ဖို့ဆိုတဲ့ကန့်လန့်ချက်ထက်ဘာမှမပိုလာတွေ့ရပါလိမ့်မယ်။အမန်တကယ်ငြိမ်းချမ်းလိုလားတဲ့ဆိုခဲ့ရင်စစ်တပ်ကနိုင်ငံရေးကနေကင်းကင်းနေဖို့လိုပါတယ်။ဆီယနာသိန်းချင်းဟာနိုင်ငံရေးအာဏာကိုတရားရာခိုင်နှုန်းရယူလိုခြင်းကြောင့်အာဏာသိမ်းခဲ့တာအားလုံးသိတဲ့ရှင်းလင်းနေတဲ့ကောက်ချက်တစ်ခုဖြစ်ပြီးစစ်တပ်ကနိုင်ငံရေးနယ်ပယ်ကနေထွက်ခွာခြင်းမပြုဘဲလက်နက်ကိုင်ခုခံတိုက်ခတ်မှုတွေကိုရပ်ဆိုင်းဖို့စ조사မှုတွေကအောင်မြင်စရာအခွင့်အလမ်းမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။ဒီစနေဘက်မှာနိုင်ငံရေးပါတီတချို့ တိုင်းဒေသလက်ကန်အဖွဲ့အစည်းတချို့နဲ့ NSPNC ကကော်မတီဝင်လက်ရှိဗိုလ်ချုပ်တွေနဲ့ဗိုလ်ချုပ်ဟောင်းတွေအများစုတက်ရောက်ကြတာတွေ့ရပါတယ်။ဒီနယ်ပယ်သုံးခုပြင်စီးပွားရေးလုပ်ငန်းရှင်အချို့ကိုလည်းထည့်သွင်းဖိတ်ကြားထားတာတွေ့ရပါတယ်။သုံးရကြပြီမဲ့စကားဝိုင်းဆွေးနွေးပွဲစီကနေဘာရလက်ထွက်ပေါ်လာမယ်ဆိုတာတိတိကျကျမသိပေမဲ့စစ်တပ်အနေနဲ့နိုင်ငံရေးအာဏာကိုထိန်းချုပ်ထားခြင်းနဲ့ဆန္ဒရှိနေတဲ့၍တိုင်းပြည်ငြိမ်းချမ်းမှုအလားအလာဝင်နေအောင်မှာဖြစ်တာအသေးစားဖြစ်တယ်လို့သာဆိုရမှာဖြစ်ပါတယ်။ဒီနေ့ဖို့နောက်အကြောင်းအရာတစ်ရပ်ကတော့ အေဘီလာဇမ်းပိုင်းမှာကျင်းပမဲ့ဘင်းစတက်ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနှီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ဖွဲ့ရဲ့၆ကြိမ်မြောက်ထိပ်သီးစည်းဝေးကိုအာနာသိစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုယ်တိုင်တက်ရောက်မယ်လို့ထိုင်းနိုင်ငံသတင်းမီဒီယာတွေကဖော်ပြကြပါတယ်။ဒီသတင်းဟာဒေသတွင်းနိုင်ငံတွေပါဝင်ကြတယ်။အာဆီယံနဲ့နိုင်ငံတကာနိုင်ငံချင်းကအာနာသိစစ်ဆွေးရခေါင်းဆောင်ကိုတရားဝင်ဖိတ်ကြားခြင်းမပြုဘဲထားတဲ့သဘောထားအားပြော့သွားတာလားလို့မိကုံထုတ်စရာလည်းဖြစ်လာပါတယ်။အာဆီယံအနေနဲ့အာနာသိမှုဖြစ်ပြီးကာစ2021ခုနှစ်အေပီလမှာ ဂျဂရာကိုဖိတ်ကြားပြီးတဲ့နောက်စစ်စိုးရဲ့ခေါင်းဆောင်မဆူထားနဲ့ဝင်းကြီးအဆင့်တွေကိုပါသဘောတူညီချက်၅ချက်အကောင့်ထဲမဖော်နိုင်သမျှမဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အခုဘင်းစတက်ဖွဲ့ကတော့တောင်အာရှလို့ခေါ်ဆိုတဲ့အိန္ဒိယနဲ့နီးတဝိုက်ကနိုင်ငံတွေအဓိကပါဝင်ကြပြီးမြန်မာထိုင်းစတဲ့နိုင်ငံတွေပါဝင်တဲ့ဖွဲ့စည်းဖြစ်ပါတယ်။အာဆီယံရဲ့မြန်မာစစ်စိုးရပေါ်ဆုံးဖြတ်လုံဆောင်ချက်ကအခုဘင်းစတက်နဲ့တိုက်ရိုက်မသက်ဆိုင်တော့လဲအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုလူဝင်ဇန်းအောင်ခွင့်ပြုတဲ့သဘောလားဆိုတဲ့မေးခွန်းကတော့ရှိနေတာဖြစ်ပါတယ်။ တပတ်မှလည်းအာနာသိစစ်ကောင်းဆောင်အနေနဲ့နောက်နိုင်ငံတွေအနေနဲ့မြန်မာအရေးကိုအာရုံမစိုက်နိုင်ခြင်းရုရှားနိုင်ငံကတရားဝင်ဖိတ်ကြားတဲ့ခီးစဉ်ပြီးတန်တမာရေးရအောင်မြင်မှုတွေရလာတယ်လို့မင်းအွန်လိုင်းအနေနဲ့ယုံကြည်မှုတွေရလာခြင်းမှာသူကရန်တက်ရောက်ပြီးတန်တမာရေးရဝင်စမ်းမှုစူးစမ်းတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်တရုတ်နိုင်ငံကစစ်ကောင်စီကိုနောက်ကရက်ခံပေးပြီး၎င်းတို့ဖြစ်စေခြင်းနဲ့ရွေးကောက်ပွဲကျင်းပဖို့ဖိအားပေးနေခြင်းရုရှားအနေနဲ့ယူကရိန်းစစ်ပွဲကနေအသက်ရှူအနေငယ်ခြောက်လာခြင်းမှာတရုတ်နဲ့ရုရှားကိုမိခိုးတာ ပြည်ရင်းကလက်လက်ကိုင်းတိုက်ခိုက်မှုတွေကိုကြားကန်ကနိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်းအသိပ္ပံပြုမှုတွေရဖို့မင်းအောင်လှိုင်စ조사လာနေတာထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ဆီယနာရှင်ဆက်ကြီးအင်အားစုတွေအနေနဲ့တန်တမာရေးပြည်ရင်းမှာစစ်ကောင်စီကိုခုထက်ပိုပြီးစစ်ရေးနိုင်ငံရေးဖိအားပေးနိုင်ရေးတွေကိုအခုထက်ပိုပြီးကြိုးပမ်းကြပါမှာအာဏာသိမ်းစစ်တပ်အနေနဲ့အကြက်တဲကနေထွက်ပေါက်မရမှာဖြစ်ပါတယ်။အဲ့ဒီလိုမဟုတ်ဘဲမိမိတို့ဘက်မှာလည်းသဘောထားကိုလဲမှုတွေစူးစီးညှဉ်းမှုတွေအားနည်းတာတွေဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် ဆရာနာရှင်ဆိုးရွားကိုအသက်ဆက်ဖို့ခွင့်လန်းပေးတယ်လို့ဖြစ်မှာအသေးစားပဲဖြစ်ပါတော့မယ်ခင်ဗျာ။